ပြစ္ဆုတ်ပံမှာစိတ်ကိုထားတတ်တဲ့အလေးကျင့်များလာရင်အဲ့ဒီလူဟာအလိုလိုပဲအပိုကိစ္စတွေကိုရှော့တတ်လာတယ်အပိုစကားပြောတာတွေအပိုခီးသွားတာတွေအကျိုးမရှိဘဲနဲ့ထိုင်တွေးပြီးပူပန်နေတာတွေဒါတွေလည်းယော့သွားတယ်စိတ်ကပိုရှင်းလာတဲ့အတွက်တခုခုကိုလှုပ်ဆရာရှိလို့စဉ်းစားရမယ်ဆိုရင် तू သိတ်အချင်းကြကြစဉ်းစားမနေဘူးခြေတုံချတုံဖြစ်ပြီးအချင်းမကုန်ဘူးတတိရှိလို့တမာတိလည်းကောင်းလာတဲ့အခါစိတ်လည်းကြည်လင်အေးချမ်းလာတဲ့အခါမှာ လုတ်เสียကိစ္စတခုခုရှိလို့အေးစစ်စစ်အာရုံပြုလိုက်ရင်ဘယ်ကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာလောလောကူကူနဲ့လင်းမများအဖြေထွက်လာတယ်။အဲ့ဒါကူကအချိန်ကုန်တော်တော်တက်တာသွားတာ။အဲ့ဒါကူပဲအချိန်ကန်လေးနဲ့ဆက်ပြီးကွက်ကူစဉ်းစားကြည့်စီခြင်းလေ။သဘောပေါက်စီခြင်းလေ။အလုတ်လုတ်เสียမရှိလို့တနေ့တနေ့ဘယ်လိုကောင်းမှမသိဘူးကလည်းအချိန်တွေကလည်းကုန်ခဲလိုက်တာကုန်ခဲလိုက်တာနဲ့စိတ်ပင်ပန်းနေတယ်။ အဲ့ဒါတွေမတွေးပဲနဲ့ပြစ်စုပန်တဲ့တဲ့ပဲတရားထိုင်နေမယ်လို့မဟုတ်စဉ္ညာရှောက်ပြီးတရားမှတ်နေမယ်ဘာပဲဖြစ်ဖြစ်အလို့တခုခုကိုလုံနေမယ်လုံနေရင်လည်းတတိကပြီးလုံနေမယ်ဆိုရင်အချိန်တွေဘယ်လိုကုံလို့ကုံသွားမှတိလိုက်မှာမဟုတ်ဘူးနော်စိတ်ကလေးညင်းညင်းချမ်းချမ်းကြည်ကြည်လေးနဲ့နေတာကုံဆုံးသွားမှာပါအဲ့ဒါလို့သူတရားလေးသူမှတ်ပြီးနေလိုက်တဲ့အတွက်ကြောင့် သားတွေတမီးတွေမြေးတွေပြင်သွားလို့ကြောင်းသွားလို့အလုပ်သွားကြလို့အိမ်မှာတရားအောင်ထဲကြံခဲ့တဲ့လူကြီးမိဘတွေမှာအဖော်မဲ့လို့အားငင်နေတဲ့စိတ်လည်းမဖြစ်တော့ဘူးတကူတဲ့အထီးကြံလည်းဖြစ်နေတော့ဘူးသူအဲ့ဓာတွေတွေးမိဖို့အချိန်မရတော့ဘူးအလုပ်မရှိတဲ့လူဟာအားရှင်ထိုင်ပြီးတော့တွေးနေတာပဲအဲ့ဒီအတွေးကတော်တော်ပင်ပန်းတယ်လူတွေဟာအတွေးများလွန်းလို့စိတ်ဓာတ် energy တွေစိတ်ဓာတ်အင်အားတွေအများကြီးကုန်ဆုံးသွားတာနော်အဲ့တော့အတွေးတော့တဲ့မှာ ငိမောပြီးတော့မနေဘဲနဲ့ဖြစ်နေတဲ့လောက်ရနေတဲ့လောက်ပြစ္ဆုတ်ပံတက်တဲ့မှာတတိကပြီးနေမယ်ဆိုရင်စိတ်ပင်မမှုမရှိတော့ဘူးစိတ်ကြည်ကြည်လင်းလင်းအေးချမ်းချမ်းနဲ့တနေ့တာအကုန်သွားမယ်ဥပ္ပဝအချိန်နေဘယ်လိုပဲရှိနေနေအလုတ်များလုံးလို့အချိန်မလောက်လို့ပင်မနဲ့ဒီပဲဖြစ်စေလုံးစရာမရှိလို့တနေ့နေ့ဘယ်လိုကောင်းမှမတိတဲ့ဒီပဲဖြစ်စေပြစ္ဆုတ်ပံတက်တဲ့နေဖို့ကြိုးစားကြည့်ပါအဲ့လိုကြိုးစားလိုက်ရင်ဒီခက်ခဲတဲ့အခုစလုံးဟာ တော်တော်အဆင်ပြေသွားတာတွေ့လိမ့်မယ်ဘုခေလူတွေဟာအဖို့တော်တော်လေးထင်ကြတယ်ဖို့ဝရှာပြီးနေကြတယ်ရှေးခေတ်ကလည်းအဖို့ရှာကြတာပါပဲသို့သောအခုခေတ်ကြည့်ရတာအဖို့ပုံများတယ်လို့တွေ့ရတယ်အဖို့ဆိုတာဘာတွေလဲမျက်စိနဲ့ကြည့်ရတာတွေကအဖို့ပဲနားနဲ့နားထောင်ရတာလည်းအဖို့ပဲနှာခေါင်းကအနံ့ရတာလည်းအဖို့ပဲစားနေစားနေရတာတွေကလည်းတနည်းအားဖြင့်အဖို့ပဲ စိတ်အတွက်သူကဖြောပြပို့ရလုတ်ပေးနေရတာပဲတခြားတက်ရှိတက်မဲ့တွေလည်းအဖို့ပဲတက်ရှိလူတွေကလည်းအဖို့ပဲတက်မဲ့ပစ္စည်းတွေကလည်းအဖို့ပဲတချို့ပြောကြတာကြားဘူးလေအားနေစောက်လေးပဲဖော်လို့နေရတာပါတဲ့တချို့ကတော့အားနေတရားတိကွေနားထောင်ပြီးတော့ဒါလေးဖော်လို့ပြီးနေတယ်တရားစာပေဖတ်ပြီးအဖို့လုပ်နေတယ်တချို့ဆိုရင်တယ်လီဗီရှင်းကြည့်ပြီးအဖို့လုပ်ပြီးနေကြတာ အဲ့ဒီအချက်ကိုပို့ပြီးတော့ပြောချင်တာသဘောပေါက်စေချင်တာအခုတစ်ခါရန်ကုန်လာတော့ဒီတစ်ခါလာတော့ကမမြင်ခဲ့တဲ့ပစ္စည်းတစ်ခုကိုတွေ့ရတယ်ဒါဟုတ်ဒီဘုန်းကြီးကအပြင်းအပြေပြောတယ်မထင်စေချင်ဘူးဒီတချီယာလေးလေးနဲ့စဉ်းစားပြောတာပါနားထောင်တဲ့ဒကာတော်မတွေကလည်းနားထောင်ကောင်းအောင် ကုသိုလ်ရအောင်လောက်မဟုတ်ပဲနဲ့ငါတို့ဘဝထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတတိကြီးကြီးညာကြီးကြီးနဲ့မြင်ပြီးတတိထားတဲ့ဟာကိုတတိထားမိအောင်ပြောချင်တာ အခုတစ်ခါရန်ကုန်လာတော့ဘာတွေ့လဲဆိုရင်ဂျိုရူကနေအတန်ဖမ်းလို့ရတဲ့ dish antenna ကိုတွေ့ရတယ်တချို့တပည့်လေးတွေအိမ်မှာအဲ့ဒါရောက်နေတော့ဘာပြောလဲဆိုရင်ကလေးတွေကပူဇာလို့ပါအဲ့ဒါကြီးရောက်နေတော့လိုင်းတော်တော်များကို24နိုင်စလုံးဖမ်းနိုင်တော့အိမ်မှာရှိတဲ့ကလေးတော်တော်များအဲ့ဒီရှိမှာပဲထန်နေကြတော့တာနော်ဒီနေ့ကို9နိုင်6နိုင်အဲ့ဒါလိုအချင်းကုန်တာ ဒီကြားထဲမှာကလေးတွေကအကြောင်းပြတာလူကြီးတွေလည်းအဲ့ဒီရှိမထိုင်ဘူးလားဆိုတော့ထိုင်ကြတာပါပဲတရားအထုတ်ဖို့တော့အချိန်မရဘူးပြောကြတယ်နော်တယ်လီဗေးရှင်းရှိမှာ2နာရီ3နာရီ4နာရီတညနေလုံးတနေ့ကုန်ထိုင်ကြတာပဲအင်မတန်အဖိုးတန်တဲ့အချိန်တွေကို အပေါ်စားဖြော်ပြီးမှုတွေနဲ့ဖြုံးပြစ်လိုက်တာပဲဘဝဆိုတာ အင်မတန်တန်ဖိုးရှိတယ်ဘဝဆိုတာအချိန်ကိုခေါ်တာပါ အချိန်မှမရှိရင်ဘဝမရှိဘူးနော်အရာတိုင်းအတွက်ကိုဘဝနဲ့ပေးနေရတာစာအုပ်ကလေးတို့ကိုထိုင်ပြီးတော့ဖတ်လိုက်တာတဏှာကြီးကြားရဲဆိုရင်အဲ့ဒီစာအုပ်လေးဖတ်ဖို့အတွက်ကိုဘဝကိုတဏှာကြီးပေးလိုက်ရတာပဲနေတဝက်ကြားရဲဆိုရင်ကိုဘဝနေတဝက်ပေးလိုက်ရတာပဲတဏှေကုံထိုင်ဖတ်တယ်ဆိုရင်ကိုဘဝတဏှေကုံပေးလိုက်ရတာပဲ တရက်တာကိုဘွားကိုပြေးလိုက်ရတာပဲဘွားကိုဘာနဲ့တံပိုးဖြတ်တယ်လဲဘာနဲ့မှတံပိုးဖြတ်လို့မရဘူးနော်ဒီအချိန်တွေကိုတံပိုးရှိအသုံးချမယ်ဆိုရင် အလွန်ထူးခြားတဲ့အသိဉာဏ်ကိုရနိုင်တာပဲအဲ့ဒီအသိဉာဏ်ကိုတံပိုးဖြတ်လို့မရဘူးအဲ့လိုတံပိုးရှိတဲ့အချိန်တွေကို ဖြုံးတဲ့လူတွေဟာဒီလို အဖော်နဲ့နေတဲ့လူဟာကြာတဲ့အခါမှာသူအဖော်လုံးနေတဲ့အာယုန်တွေမရှိတဲ့အခါမနေတတ်မထိန်တတ်တော့ဘူး သူ့စိတ်ကိုပြင်ပကလုံစော်ပေးနေတဲ့အာယုံတစ်ခုခုရှိနေမှနေသားနေရှိတယ်။အဲ့ဒီအာယုံမရှိတဲ့အခါတရားအုပ်ထဲဖြစ်သွားတာနဲ့ဒီပြန်နဲ့မင်းအမသာဖြစ်သွားတော့တာပဲ။ပြင်ပအာယုံပေါ်မှာမိခုမှုများလေလေအဲ့ဒီလူဟာအဲ့ဒီပေါ်မရှိတဲ့အခါမှာမနေတတ်မထိန်တတ်ဖြစ်တော့တာ။အဲ့ဒီမိခုမှုဖြစ်တဲ့လူဟာမလွတ်လပ်တော့ဘူး။ဒီလူဟာမလွတ်မလွတ်တတ်ဘူးလို့ပြောရမှာပဲ။ အယုန်ဒီမြတ်မြတ်ပေါ်မှာမိခိုလေးလေးဒီလူရဲ့စိတ်ဟာလွတ်လပ်မှုမရှိလေပဲဒီအယုန်ဒီကိုနေ့စဉ်ကြည့်ရှုနားထောင်နေတော့မတိမတာဒီအယုန်ဒီဟာကိုယ့်ရဲ့စိတ်နေသဘောထားနဲ့အသိဉာဏ်တွေးခေါ်တွေကိုလွှမ်းမိုးတယ်အဲ့ဒါအင်မတန်ကြောက်စရာကောင်းတယ်ကလေးတွေဟာဗီဒီယိုတွေတယ်လီဗီရှင်းတွေကိုအချိန်များများကြည့်ရင်မတိမတာစိတ်ဆင်ပြီးသူတို့ရဲ့အကောင်းထဲကိုရောက်တော့တာဒီထဲမှာလုံနေတာတွေဟာ ကောင်းတယ်လို့သူတို့ကယူဆတော့တာဒီထက်မှရှိနေတာတွေကိုကောင်းတယ်လို့သူတို့ထင်တယ်အဲ့ဒီလိုနေနိုင်ထိုင်နိုင်မှလည်းကိုယ့်ဘဝအဆင့်တန်းမြင့်တယ်တမှုရှိတယ်လို့ယူဆတာပဲအဲ့ဒီထဲကတယ်လီဗီရှင်းတဲ့ကဗီဒီယိုတဲ့ကအတိုင်းမနေနိုင်ရင်ငါတို့ဘဝအတိတ်ပဲမရှိဘူးလို့တွေးတော့တာပဲအဲ့တော့သူ့ဘဝမှာသူတန်ဖိုးထားမှုဟာတယ်လီဗီရှင်းတွေဗီဒီယိုတွေကြောင့်ပြောင်းသွားတယ်သူ့ရဲ့ value ပြောင်းသွားတယ် ဒီ television မှာ ပြနေတဲ့အစီအစဉ်တွေမှာ program တွေမှာကျန်းတတ်တဲ့အမူအရာတွေလုတ်ပြမယ်။ဒုမုံကြီးလည်းပဲတခြားလူကြိတ်များတဲ့အပျော်ပါးနဲ့ပတ်သက်တဲ့ဇာလန်တွေကိုလုတ်ပြမယ်။လူတွေရဲ့လောဘကိုတိတိကျကျငမားခြင်းနဲ့ဆွဲပြီးချိတ်ယူတာ။လောဘရှိတဲ့လူကိုလောဘနဲ့မြှားတော့တာ။မိမိမှာ လောဘကရှိနေတော့လောဘရှိတဲ့လူကလောဘနောက်ပါသွားတော့တာပဲ။ပထမတော့ခဏပါအပြင်းပြပါ။ ကြာတော့ဆွဲကိုဆွဲသွားတော့တာပဲအဲ့လိုဖြစ်သွားရင်ကို့ဘဝတစ်ခုလုံးဟာပေါ့ပေါ့တန်တန်ဖြစ်သွားပြီအင်မတန်နှမောနှမျောစရာဖြစ်တယ်နော်ဒီချက်ကိုသဘောပေါက်စေခြင်းနဲ့စဉ်းစားစေခြင်းနဲ့ဒါကနည်းနည်းပဲရှိသေးတာဒီရှိလျှောက်ပိုဆိုးလာတော့မှပြင်ပကိုအဲ့ဒါလိုများများမိခိုပြီးအာယုံပြုတ်ပြီးနေတဲ့လူဟာအတွင်းကိုအာယုံပြုတ်မိဖို့ဟာအင်မတန်ခဲယဉ်းသွားပြီး ရင်ပမှာတွေ့မြင်ရတဲ့အာယုံတွေကထူးထူးဆန်းဆန်းတွေအပြောင်းအလဲတွေလည်းအများကြီးလုပ်ပြနေတာအတွင်းကိုပြန်ပြီးအာယုံပြုတ်ပြင်းရင်ဥပမာတရားအထုတ်တဲ့လူဆိုပါတော့အာနာပါနအထုတ်တယ်ဆိုပါတော့ဒီမင်းခွေဖြစ်ဖြစ်တခြားတက်တာတဲ့နီးနဲ့ပဲဖြစ်ဖြစ်ထိုင်လိုက်ပြီးတော့မျက်လာလေးချပြီးအသက်ရှူတာလေးကိုတတိကပြီးနေမယ်ဝင်လာတဲ့လေကိုအစကနေအဆုံးထိတိနေမယ်ထွက်သွားတဲ့လေကိုအစကနေအဆုံးထိတိနေမယ် ဝင်လာတဲ့လေကတိုးတိုးပြီးပို့ပြီးဝင်လာတာကိုသိနေတယ်အဲ့ဒီလိုတိုးထိပ်ပြီးပို့ပြီးဝင်လာတာကိုသိနေတယ်ထွက်သွားတဲ့လေကလည်းတိုးတယ်ထိတယ်ပို့ပြီးတော့သွားတယ်အင်မတန်နှူးညံ့တယ်အဲ့ဒီအင်မတန်နှူးညံ့နှူးညံ့တာလေးကိုသိလာအောင်အင်မတန်အာရုံစိုက်ပြီးမှရတာဝင်လာတဲ့လေကနည်းနည်းလေးအေးတယ်ထွက်သွားတဲ့လေကနည်းနည်းလေးနှူးရတယ်သူကအဲ့ဒီချားနာမှုဟာအင်မတန်တင်မွေ့တယ် တင်မှုတဲ့အာယုံဆိုတော့တော်တော်ကိုသတိလေးကပ်နိုင်မှဝင်လာတဲ့လေလေနာဒီဝမှာအေးတဲ့သဘောထွက်သွားတဲ့လေရဲ့နှွေးတဲ့သဘောဒီသဘောနှစ်ခုလုံးကို သိတယ်ဒီလိုတရားအထုတ်နိုင်ဖို့ဆိုတာစိတ်အားတော်တော်စိုက်ယူရတယ်နော်